ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏလေးတော့ Grade 11 English Unit 6က What the verb ing is 6C grammar A ကိုအတူတူလာကြည့်ကြအောင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ Grade 11 Twin နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရတခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန် display တော့မှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးဖို့ဥစွာမြတ်တရားခံပါပါစေဒါဆိုရင် What the verb ing pattern ကိုကြည့်ကြအောင်များ โอเค what the fuck ยีမြန်မာလိုတော့မရှိပဲမပြုတ်လို့ဖဲမပါဝင်ပဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မပဲဆိုတဲ့အဓိပ္ပာယ် what that means not heavy မရှိခြင်းမပါဝင်ခြင်း not including မပါဝင်ခြင်း not using something တခုခုကိုအသုံးပြုခြင်း or not how not doing the action mention ပေါ်ပြထားတဲ့လုံဆောင်ခြင်းတခုကိုအသုံးမပြုခြင်းမပြုတ်လို့ခြင်းဆိုတဲ့အဓိပ္ပာယ်တဲ့အဲ့တော့ what that ရဲ့ခြုံကပြောလိုက်ရင်တော့ what that buffer ยีဒီ မမလုတ်ချင်းမရှိချင်းမရှိပဲမလုတ်ဖဲမပြုတ်ပဲဆိုတဲ့အဓိပ္ပာယ်ရောက်ပါတယ်တဲ့ Okay no trip to the Philippines could be complete ဖိလစ်ပိုင်ကိုသွားတဲ့ခရီးစဉ်ဟာမပြည့်စုံနိုင်ဘူးတဲ့ without seeing white beach on Boracay Island Boracay ကျွန်းမှာရှိတဲ့အဖြူရောင်ကမ်းခြေကြီးကိုမကြည့်ရဘဲနဲ့ဖိလစ်ပိုင်ကိုသွားတဲ့ဘယ်ခရီးမှာပြည့်စုံနေဆိုတာမရှိဘူးတဲ့ Okay ဒီနေ့မှာ without seeing ဆိုတာမကြည့်ပဲကြည့်ရခြင်းမရှိပဲ တဲ့ဘက်က if you not see white beach on boracay island အကယ်၍မြင့် boracay island က boracay ကျွန်းကဒီအဖြူရောင်ကမ်းခြေကိုမင်းမကြည့်ဘူးဆိုရင်နဲ့ your visit to the philippines cannot be complete ဖိလစ်ပိုင်ကိုသွားတဲ့မိခီးစဉ်ကမပြည့်စုံဘူးတဲ့ okay next example so so always gets up early without being told to do so to do so ဆိုတာကဒီလိုလုပ်ဖို့မခိုင်းပဲဆိုတဲ့အဓိပ္ပာယ်ဆိုဆို always ကစား RB ဆိုဆိုဟာအများတိုင်းအရာထားတယ် without being told ဒီပြောချင်းမခံရပဲတူတူဆိုဒီလိုလုပ်ဖို့မပြောဘဲနဲ့ပြောချင်းမခံရဘဲနဲ့သူ့ကိုသူသူတိစေတဲ့နဲ့သူ AI ကစစောထားတယ်တဲ့အဲ့ဒီနေရာမှာကတော့ passive voice ပေါ့နော်ဝတ်တော့ being ထိုးဆိုတာကစစော always gives up early nobody tells her to do so ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် to do so ဆိုတာ to get up ကိုပဲပြောချင်တာ okay အဲ့တော့ဒီ passive pattern လေးပြောင်းသွားတာလေးကိုသတိထားမယ်ဒီတော့တော်တော်များလည်းကျွန်တော်တို့ကဒီ pattern မှာက active passive ကိုတင်မှာမဟုတ်တဲ့အတွက် ဒါအဆင်ပြေပါလိမ့်မယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ exercise ကိုကြည့်ကြအောင်။ And the two sentences use what of ing. What of ing ကိုအသုံးပြုပြီးတော့မှဒီ sentence အကြောင်းကိုဆက်ပေးပါရစေ။ Okay. Some young people hurry into marriage. ဒီသူ့လူငယ်တွေကတဲ့ hurry into marriage. သူကအလွယ်အမြန်အမြန်ပဲအင်အောင်ကြကြတယ်။အင်အောင်ပြကြတယ်။ They do not consider their responsibilities. သူတို့ရဲ့တာဝန်တရားတွေကိုမစင်စားဘဲနဲ့။ Okay. What of ရဲ့အဓိပ္ပာယ်မှာကိုပါမဘဲဆိုတာအဓိပ္ပာယ်ဖြစ်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ အငင်းကဝက်တော့မှာပါနေပြီစာဒါတွေကျွန်တော်ထည့်စမ်းစားစရာမလိုတော့ဘူး do not တွေ does not တွေ didn't တွေပေါ့နော်အဲ့တော့ဖြည်းဖြည်းလေးပြောပြသွားမလဲ consider ကိုကျွန်တော်တို့က buffer ng ပြောင်းလိုက်မယ်ဆိုရင် considerary okay sorry ကျွန်တော်အဖြေကိုပြီးမှပဲကျွန်တော်အဖြေရင်တော့မယ်ဗျာကျွန်တော်မေခွန်းနေရင်ပြပါလိုက်မယ်နော်အဲ့တော့ဒီမေခွန်းဒီဖြေရလိုက်ရပါတယ် okay တန်းအတူတူပဲဖြေကြည့်အောင်အဲ့တော့ some young people hurry into marriage without considering their responsibilities ကျွန်တော်ဒီ animation ထည့်တာလေးကျွန်တော်နည်းနည်းပြင်ဆင်တာလို့ထားလို့ပါတိကျပေးပါခင်ဗျာ Okay, then my water consider it right. The boy went swimming in the river. The lady ga, no gong lady ga, me tell my yugu to do a they did not think of danger it could cause. Pinine, and the yego, msenzabu. No, edo, pinine and yego, msenzabe. Okay, the boy went swimming in the river without thinking of the danger it could cause. People, Okay, the vegetables were fine, they were not washed properly. The best boy, pinine. အဲ့တော့ကျွန်တော်တို့က passive voice ဆိုရင် back to be ဘာ ing လို့ပြီးရမှာအဲ့တော့ where ရဲ့ back to ing က being ပေါ့ဗျာ b ကနေလာတယ် b power 1က emitter the two are what's where but three က ben back to ing က being ဆိုတော့ကျွန်တော်တို့က what talk နဲ့ဆက်မယ် what talk ရအောင်မှလိုက်တယ် being ဆိုတော့ where back to ing ပုံစံက being ဖြစ်တော့မှာပေါ့ဗျာအဲ့တော့ the vegetables were fried what talk being washed properly ဖြစ်ပါတယ် okay my father drove 5 hours this morning he did not stop anywhere အဲ့တော့ဒီဟာကတော့ My father drove five hours this morning without stopping anywhere, people, right? Number five. We climbed the mountain. We were not led by any guide. Dimara Pesa Boy Pede. We were not led. We climbed the mountain without being led by any guide. Okay. ။နမစစ် online drinking coffee with lime coffee ကိုတဲ့တံပြားရည်ထဲမှာတော်တာကြိုက်တယ်နော်။ I do not add milk or sugar တကြားရည်နှုတ်တွေထဲတော့မကြိုက်ဘူး။ Okay so sorry မထည့်ဘူး။အဲ့တော့ I like sorry ဒီနေရာမှာကျွန်တော် animation လိုထားတယ်သိခံပေးပါခင်ဗျာ။ online drinking coffee with lime without adding milk or sugar ဖြစ်ပါတယ်။ Okay the nurse had to care for a seriously ill patient. သူနာပြုဟာ nurse ဟာ အမလမင်းပြင်းထန်နေမကောင်းဖြစ်နေတဲ့သူတယောက်ကိုဒီစောင့်ရှောက်ရတယ် he did not have a single hour of sleep သူတနင်္လာတော့မအေးရဘူးတနင်္လာမှအေးရခြင်းမရှိပဲနဲ့ okay အဲ့တော့ the nurse had to care for a seriously ill patient without having a single hour of sleep ဖြစ်ပါတယ် okay my brother climbed over the fence nobody saw him ဒီနေရာမှာလဲကျွန်တော်တို့ကကျွန်တော်အကိုကဒီခြံခြံကြော်ပြီးတော့မှတက်သွားတယ်ဘယ်သူမှသူ့ကိုမြင်လိုက်ဘူးအဲ့တော့ဒီ nobody ကကို my brother တော့ပြောနေတာပို့ဟင်းမင်းကပဲ my brother ကိုပြောနေတာဆိုတော့ဒီမှာ brother ကခံရတဲ့ပို့ကိုအဲ့တော့ကျွန်တော်တို့ကသူ့ကိုလည်း passive voice လို့ယူဆမှာ passive voice နဲ့ရေးမယ်ဆို he was not seen by anybody လို့ရေးရမှာအဲ့တော့ဒီပုံစံနဲ့ကျွန်တော်တို့ကပြောင်းပေးရမှာသူ့ကို without seeing him လို့ပြောလို့မရဘူးเนาะ without seeing him လို့ပြောရင်ဘာမှအဓိပ္ပာယ်လည်းမရှိဘူးဘယ်သူမှသူ့ကိုမမြင်ပဲဘာမှအဓိပ္ပာယ်မရှိဘူးလေဗျာအဲ့တော့ဘယ်သူမှမမြင်လိုက်ဘူးလို့ပြောချင်တာဘယ်သူမှသူ့ကိုမမြင်လိုက်ဘူးအဲ့တော့တရားက my brother ကမြင်မှာမဟုတ်ဘူး तू ကမြင်ခြင်းခံမှာဖြစ်တဲ့အတွက် passive voice ပါ โอเคအဲ့တော့ my brother climb over the fence without being seen ဖြစ်ပါတယ် Nila got on the bicycle on her bicycle and rode off she did not say a word โอเคဒါလွယ်ပါတယ် Nila got on her bicycle and rode off without saying a word โอเคဒီမှာလည်းဖက်စစ်ပိုက်ပါ the forest fire started last night without being noticed by anyone ဒါတော့ဖြုတ်ထားခဲ့လို့ရတယ်ဒီမှာလည်းကျွန်တော်တို့ဖြုတ်ထားခဲ့လို့ရတယ်ဒါမှကကျွန်တော်တို့ active passive mode တွေအတွက်လောက်ကြည့်တာအရင်မကြည့်ပါဘူးခင်ဗျာโอเค ပုံမှန်တိုင်းကတော့ဒီမတိကျတဲ့ subject တွေဆိုတော့ဖြုတ်ပေးတာပေါ့နော် some people tend to see only other weakness တချို့လူတွေကဒီတခြားလူတွေရဲ့အာဏာချက်ကိုပဲမြင်တတ်ကြတယ်ဒါဖြစ်လိဖြစ်တာရှိတာကိုပြောချင်တော့ဒီ do not recognize their strengths သူတို့ရဲ့အတ္တချက်တွေကိုတော့ကောင်းကွက်တွေကိုတော့သတိမထားမိကြဘူးတဲ့ okay အဲ့တော့ some people tend to see only others weakness without recognizing their strengths ဖြစ်ပါတယ် okay the last one nila always trying to do the right things ဒီမှာလည်း passive voice ဖြစ်ပါတယ် အဲ့တော့ without being told by anyone ဒါကတော့ option နဲ့ဖြစ်ပါတယ်ထည့်ထားရင်လည်းရတယ်မထည့်ထားရင်လည်းရတယ် Okay ဒါဆိုရင်အားလုံးစီမြသွားလိမ့်မယ်လို့ထင်ပါတယ်။ဆံပြေစီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရမ်းမှတ်ချက်ပေးပေးပါ။ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်။အပန်းမကြည့်ရင် channel လေးကို subscribe လုပ်ပေးဖို့မြတ်တရားခံပါစေ။ Bye bye ။